ြန်မာနေဦးခရိုနီကယ်မတ်လ29ရက်တွင်နှစ်80ပြည့်ခဲ့တဲ့တော်လန်ဤနေ့နဲ့တမိုင်းတင်ခန်းစာ1945ခုနှစ်မတ်လ29ရက်နေ့ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ်ဂျပန်နိုင်ငံရဲ့အရှိအာရှနယ်မြေသိမ်းပိုက်ရေးမဟာပြွာရဲပါဝင်နေတဲ့မြန်မာနိုင်ငံကိုဂျပန်တပ်တွေကသိမ်းယူထားပြီးဖက်ဆစ်စနစ်အောက်မှာ၃နှစ်ဝန်းကျင်နေခဲ့ပြီးနောက်ဗမာကာကွယ်တပ်မတော် BDA တွေကအင်္ဂလိပ်တွေနဲ့ပြန်ပေါင်းပြီးဂျပန်ကိုပြန်တိုက်ခိုက်မှုစတင်တဲ့နေ့ကိုတော်လိုင်းဤနေလို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဖက်ဆစ်ဒေါ်လန်ရီကို1945ခုနှစ်မတ်လ28ရက်မှာစတင်ခဲ့ပြီးဂျပန်တပ်တွေနဲ့တွဲလျက်ရှိနေတဲ့ဗမာကာကွယ်တပ်မတော်ကစစ်တိုင်းတွေခွဲပြီးတပြိုင်နက်တည်းစတင်ခဲ့တာဖြစ်ပါတယ်။ဂျပန်စစ်တပ်ကနေစစ်ပညာသင်ယူခဲ့တဲ့ BDA ဟာဂျပန်စစ်တပ်ကိုပြန်တိုက်ခိုက်ရတဲ့အဖြစ်ကရုတ်တရက်နားလည်ရခတ်ခဲပါလိမ့်မယ်။1939ခုနှစ်ဒုတိယကမ္ဘာစစ်ဖြစ်ပွားမလာမီကတည်းကလွတ်လပ်ရေးရဖို့လှုပ်ရှားနေကြတဲ့ဒုဗမာအစီယုံကဒုတိယကမ္ဘာစစ်ဥရောပမှာတောက်လောင်လာနေချိန်မှာ အင်္ဂလိပ်အခက်ဗမာအချက်ဆိုတဲ့အခွင့်အခါကောင်းကိုအသုံးချပြီးကိုလိုနီအဖြစ်သွသွင်းအုပ်ချုပ်နေတဲ့ဗြိတိရှ်အင်္ဂလိပ်တွေကိုရတဲ့နည်းနဲ့တော်လှန်မှုဒုဗမာအစည်းအရုံးဝင်လူငယ်နိုင်ငံရေးသမားတွေကပိုင်းဖြတ်ထားကြတာဖြစ်ပါတယ်။ဒါကြောင့်ဝရန်ထုတ်ခံထားရတဲ့သခင်အောင်ဆန်းဟာတရုတ်နိုင်ငံကမော်စီတုံးဥဆောင်တဲ့ကွန်မြူနီပါတီနဲ့ချိတ်ဆက်ပြီးလက်နက်ကင်တပ်ဖွဲ့ဖို့ရည်ရွယ်ကတရုတ်ပြည်ကိုဥတီထွက်ခွာခဲ့ပါတယ်။တရုတ်နိုင်ငံရောက်ပြီမင်းကွန်မြူနီပါတီနဲ့အဆက်အသွယ်မရဖြစ်နေချိန်မှာ အဆိုပါအခြေအနေတွေကိုသိရတဲ့ဒေါက်တာတိမ်မောင်ကဂျပန်နဲ့အဆက်အသွယ်ရဖို့ချိတ်ဆက်ပေးခဲ့ပြီးတရုတ်ပြည်မှာတောင်တင်နေတဲ့သခင်အောင်ဆန်းနဲ့သခင်လှမြိုင်ကိုဂျပန်အစိုးရရဲ့ထောက်လန်းရေးတွေနဲ့ချိတ်ဆက်မိပြီးဂျပန်နိုင်ငံကိုရောက်ရှိသွားခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းမြန်မာနိုင်ငံကနိုင်ငံရေးလှုပ်ရှားသူတက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့လူလက်ပိုင်းအချို့ဂျပန်နိုင်ငံမှာစစ်ပညာသင်ယူခဲ့ကြပြီးဂျပန်အနေနဲ့ အရှိတောင်အာရှမှာနယ်မြေချက်တွင်တည်ယူမှုတွေမှာအထောက်အကူဖြစ်စေခဲ့တာဖြစ်ပါတယ်။အမျိုးသားရေးဝါဒနဲ့စစ်မှတ်လိုလားပြီးနယ်ပယ်ချက်တွင်လိုတဲ့ဖက်ဆစ်စနစ်ကိုကျင့်သုံးနေတဲ့ဂျပန်နိုင်ငံအနေနဲ့အရှိတောင်အာရှမှာနယ်မြေတွေတည်ယူပြီးဗြိတိရှ Dash ပေါ်တူဂီပြင်သစ်တို့လိုကိုလိုနီနယ်မြေတွေပိုင်ဆိုင်ဖို့အပြင်းထန်စ조사မှုအောက်မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုကလက်အောက်ခံအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ရပါတယ်။ရဲဘော်၃ကြိမ်လို့မြန်မာတမိုင်းမှာမှတ်တမ်းတင်ကြတဲ့ ဂျပန်နိုင်ငံမှာစစ်တပ်နဲ့တက်ရောက်ခဲ့ကြသူ30နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ဖွဲ့စည်းခဲ့တဲ့ဗမာလွတ်လပ်ရေးတပ်မတော်ကဂျပန်တပ်မကြီးတွေစစ်လက်နက်ရန်ညားတပ်တွေနဲ့အတူ1942ခုနှစ်နှစ်စန်းပိုင်းမှာဗြိတိရှားတပ်တွေထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံကိုဝင်ရောက်လာခဲ့ပြီးလအနေငယ်အတွင်မြန်မာနိုင်ငံအထက်ပိုင်းထိတည်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်ဆက်မှုအရင်းရှင်စနစ်နဲ့ပြင်းထန်တဲ့အမျိုးသားရေးအယူဝါဒ လူမျိုးကြီးဝါဒတွေနဲ့ပေါင်းစပ်ထားတဲ့ဖက်ဆစ်စနစ်နဲ့အုပ်ချုပ်မှု၃နှစ်တာကာလကမြန်မာနိုင်ငံကလူလူဘိုးဆယ်စုနှစ်ချီတဲ့အင်္ဂလိပ်ကိုလိုနီဘဝထံအစများစွာဖိနှိပ်နှိပ်စက်ခံကြရမြန်မာနိုင်ငံမှာရှိသမျှတရားစားတာတွေကုန်ပစ္စည်းတွေကိုအရှံပဲရိုက်ထုတ်တဲ့ငွေဆက်ကူတွေနဲ့လဲလှယ်ဝယ်ယူပြီး ဂျပန်နိုင်ငံကိုပို့ဆောင်ခဲ့ကြပါတော့တယ်။ဒီအနေအထားတွေကိုလက်တွေ့သိလာရချိန်မှာဂျပန်ကိုပြန်လဲတော်လှန်မှုဗြိတိရှားတွေနဲ့ပြန်လဲဆက်တဲ့ကအနောက်ဥရောပမှာဂျာမနီတပ်တွေလည်းတစတစဆုတ်ခွာနေရချိန်အာရှမှာဗြိတိရှားနဲ့အမေရိကန်မဟာမိတ်တပ်တွေဂျပန်ကိုပြန်လဲထိုးစစ်ဆင်လာချိန်မှာမက်လတော်လန်ရင်စတင်ခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။1945ခုနှစ်မက်လ29တော်လန်ရင်မှာဗမာကာကွယ်တပ်တွေကြီး ဂျပန်ကိုတိုက်ခိုက်ခဲ့တာတော့မဟုတ်ပါဘူး။အနောက်မဟာမိတ်တပ်တွေကဂျပန်တပ်တွေအိမ်မြတ်နယ်ချက်အင်ဖာကနေအရှုံးနဲ့တက်လန်လာတဲ့နောက်ဂျပန်တပ်တွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်သလိုရေပြင်တပ်တွေလည်းအိမ်မြတ်နဲ့တရုတ်မြန်မာနယ်စပ်ဘက်ကနေမြန်မာနိုင်ငံတည်းကိုပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီချိန်ကဖက်စစ်တော်လှန်ရေးကိုပုံဖော်ဆောင်ရွက်ကြရမှာ ရဲဘော်၃ချိန်ဝင်နေဥဆောင်ကြတဲ့ဗမာကာကွယ်တပ်မတော်နဲ့ဖက်စစ်စံကျင်မြေအောက်လှုပ်ရှားမှုတွေကိုဥဆောင်ခဲ့တဲ့ဗမာပြည်ကွန်မြူနတီပါတီနိုင်ငံရေးအရာဥဆောင်မှုတို့ပေါင်းဆက်ပြီးတော်လှန်ရေးကိုဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဗမာကာကွယ်တပ်မတော်ဟာ ပတ်စစ်ဆက်ကျင်ရေးမှကွန်မြူနတီပါတီရဲ့နိုင်ငံရေးဥဆောင်မှုကိုရယူပေါင်းစပ်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါကာလတွေကမြန်မာနိုင်ငံတပိုင်းမှာစီးလုံးမှုအားအကောင်ဆုံးကာလတွေလို့ဆိုရင်မမှားပါဘူး။ဒုတိယကမ္ဘာစစ်ပြီးလို့ဗြိတိသျှအုပ်ချုပ်မှုပြန်လည်ဝင်ရောက်လာချိန်လွတ်လပ်ရေးရယူခါနီအချိန်နောက်ပိုင်းဗမာနိုင်ငံရေးကသဘောထားကွဲလွဲမှုတွေလက်နက်ကိုင်ပဋိပက္ခတွေစတင်လာခဲ့တာဖြစ်ပါတယ်။1962ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဖက်စစ်တော်လှန်ရေးနည်းဆိုတဲ့ပုံရိပ်ကို တက်မတော်တီထောင်မှုအဖြစ်တမိုင်းကိုပုံပြောင်းပြီးရေးသားကမတ်လ29ရက်နေ့ဟာတက်မတော်နေ့ဖြစ်လာခဲ့ပါတယ်။ဒီလိုတက်မတော်နေ့အဖြစ်ပြောင်းလဲခြင်းကိုနိုင်ငံရေးသမားတွေလက်မခံပေးမဲ့လဲမဆာလာဆရာနာရှင်လက်ထက်26နှစ်နဝတာနာအဖဆရာနာရှင်လက်ထက်22နှစ်နဲ့အဲဒီနောက်15နှစ်စုစုပေါင်းနှစ်ပေါင်း60ကျော်တက်မတော်နေ့အဖြစ်သားကျင်းပခဲ့ကြတာဖြစ်ပါတယ်။အမှန်တော့ဖက်ဆစ်စန့်တင်တော်လန်နေ့ဖြစ်တဲ့မတ်လ29တော်လန်ရင်းနေ့ဟာ နေချက်ဂျပန်ဖက်စစ်တပ်ကိုစီရင်နီးနဲ့ဒေါ်လာတိုက်ခိုက်ခဲ့တာမှန်ပေမယ့်အမျိုးသားစည်းလုံးညီညွတ်မှုနဲ့နိုင်ငံရေးဥဆောင်မှုကိုပြစ်ပယ်လို့မရတဲ့အချက်ကအရေးကြီးတဲ့သမိုင်းသင်ခန်းစာဖြစ်ပါတယ်။အခုတလောဆရာနာရှင်စန့်ကျင်ကာလမှာလဲဖက်စစ်တပ်အမြင့်ပြန်ဆိုတဲ့ကြီးတော်တန်တွေနဲ့ဆရာနာရှင်တပ်ကို လက်နက်ကင်နီးနဲ့တော်လှန်ကြဖို့စော်အောတိုက်ခိုက်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလဲဖက်စစ်တပ်ကိုလက်နက်ကင်နီးကန်နဲ့တိုက်ခိုက်ရင်း အောင်ပွဲရလာတဲ့ဗမာတပ်မတော်ဟာစစ်အာဏာရှင်အဖြစ်ကိုဆယ်စုနှစ်တခုကျော်အတွင်းအသွင်ပြောင်းခဲ့ပြီးနောက်ထပ်ဆယ်စုနှစ်များစွာတိုင်းပြည်အာဏာကိုထုတ်ကန်ထားခဲ့တာသင်ကန်းစာယူဖို့ဖြစ်ပါတယ်။နိုင်ငံရေးကြေတနာကိုစီးရင်းနည်းနဲ့ဖြည့်ရှင်းကြတာမှန်ပေမယ့်နိုင်ငံရေးဟိမန်းချက်စံနှုန်းတန်ဖိုးညီညွတ်မှုမျှတမှုတွေကိုလစ်လျူရှုခဲ့ရင် နောက်ထပ်ဖက်စစ်ဝါဒခက်တခက်တဲ့ပြန်လည်မသက်ဆင်းဖို့သမိုင်းတစ်ပတ်မလဲဖို့အရေးကြီးတာလည်းဖြစ်ပါရဲ့ရှင်။